င်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တနင်္လာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ35ဒီဂရီဆယ်စီယပ်95ဒီဂရီဖာရဟိုင်း၊ရန်ကုန်မြို့မှာ34ဒီဂရီဆယ်စီယပ်93ဒီဂရီဖာရဟိုင်းနဲ့မန္တလေးမြို့မှာ35ဒီဂရီဆယ်စီယပ်95ဒီဂရီဖာရဟိုင်းတို့ဖြစ်ကြပါတယ်။ အာကောင်နဲ့အပူပိုင်းမုံတိုင်းဖန်ရှင်အခြေအနေတည်အာကောင်နဲ့အပူပိုင်းမုံတိုင်းဖန်ရှင်အခြေအနေဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုက်ထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အာကောင်နဲ့အပူပိုင်းမုံတိုင်းဖန်ရှင်ဟာအနောက်အနောက်တောင်ဘက်သို့ရွှေ့လျားခဲ့ပြီးဗီယက်နမ်နိုင်ငံဒါနမ်မြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်း125မိုင်ခန့်ကွာပင်လယ်ပြင်ကိုပဟိုပြူနေပါတယ်အာကောင်နဲ့အပူပိုင်းမုံတိုင်းဖန်ရှင်ရဲ့တီနေရဘိုးချက်လေးပြားနဲ့လေးတိုင်တော့ အဆိုပါအကောင့်နဲ့အပူပိုင်းမွန်နိုင်ဖန်ရှင်ဟောင်းမြမစံတော်ချိန်15:30နာရီချိန်မှာညလက်တီကျူ16ဒသမ1ဒီဂရီနဲ့အရှိလောင်ကြီးကျူ130ဒသမ1ဒီဂရီမှာရှိပြီးဘဟုချက်လေပြာ990ဟက်ဒရိုဘတ်စကနေအမြင့်ဆုံးလေတိုင်နှုန်းမှာတနအီကိုမိုင်60နှုတ်ခမ်းဖြစ်ပါတယ်။နောက်48နာရီတွင်ခမန်းချံအဆိုပါအကောင့်နဲ့အပူပိုင်းမွန်နိုင်ဖန်ရှင်ဟောင်းအနောက်အနောက်တောင်ဘက်သို့ရွှေ့လျားနိုင်ပြီး နောက်24နာရီအတွင်းဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေဒေသများကိုဒါနန်မြို့အနီးမှာဖျက်ချုံဝင်ရောက်နိုင်ပါတယ်။ထိုမှာတဆင်း24ရက်ဆယ်လာ2025ရဲ့နေနေပိုင်းမှာဗီယက်နမ်နိုင်ငံကုန်းတုံးပိုင်းဒေသများမှာတဆင်းလာအိုနိုင်ငံကိုအပူပိုင်းမုန်တိုင်းအဖြစ်ဖြင့်ဖျက်ချုံနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှာဖမ်းရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိတ်အနေငယ်ဖြစ်ထွန်းနေပြီး ကပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလာပင်လယ်တို့မှာတင်းသစ်တမတင်းတို့ထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာမော်တိန်တောင်များဖြစ်ထွန်းမှုအကောင်းလျားရှိပြီးအဆိုပါမော်တိန်တောင်များရွေလျားရာနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မယ့်အကြံပြုပါတယ် ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတင်အနေငယ်မှာတင်ရင်တင်တင်ဖြစ်ထွန်းနေပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်ဆက်ခွင့်30နာရီချိန်တိုက်ထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမီးနာဒုကန်လုံမှာဖြစ်ပေါ်နေတဲ့အာကောင်နယ်လီဗီးယားနယ်ရှဝင်ဟာဆက်လက်တရှိနေပါတယ်။အဆိုပါအာကောင်နယ်လီဗီးယားနယ်ရှဝင်ဟာအနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးနောက်24နာရီတွင်အိန္ဒိယနိုင်ငံတမီးနာဒုမြောက်ပိုင်းပူရူချယ်ရီမြို့နယ် အင်တာပရာတောင်ပိုင်းကမ်းခြေတို့ကိုဖျက်ချနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းရင်တင်တင်ရှိပါမယ်။လှိုင်းမြမမြမကံယူရန်တရှောင်းနဲ့ကမ်းလွပင်လယ်ပြင်တို့မှာလေးပေမှာရှစ်ပေကန်ရှိနိုင်ပါတယ်။နက်ပြတ်မွန်းတဲချိန်ဒီခန့်မှန်းချက်များအနေနဲ့ကတော့မဒလီတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအင်အော်ရီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစစိမ့်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနေတယ်။ ကချင်ပြည်နယ်စကမ်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမုတ်တချုံရွာပါမယ်။နေပြည်တော်နဲ့နေတော်ဝိုင်းမနက်ဖြန်အတွက်မိုးလဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမုတ်တချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆယ်စီယက95ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆယ်စီယက83ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ ရန်ကုန်မြို့နယ်နေတဝိုင်းမင်းက်ဖြန်အတွက်မိုးလေဝသအခြေအနေခမန်းကျမလေးနေရာကွက်ကြောင်းမိုးထကြုံရပါမယ်အမြင့်ဆုံးမိုးချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရန်ဟိုင်းနဲ့အနည်းဆုံးမိုးချိန်မှာလေ23ဒီဂရီဆယ်စီယက်83ဒီဂရီဖာရန်ဟိုင်းရှိနိုင်ပါတယ်မန္တလေးမြို့နယ်နေတဝိုင်းမင်းက်ဖြန်အတွက်မိုးလေဝသအခြေအနေခမန်းကျမလေးနေရာကွက်ကြောင်းမိုးထကြုံရပါမယ်မြင့်ဆုံးမိုးချိန်မှာ35ဒီဂရီဆယ်စီယက်65ဒီဂရီဖာရန်ဟိုင်းနဲ့ ။အနေဆုံးမူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရိုင်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမုတ်ထချုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။